မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်မာဆိုင်ရဲ့အတန်တိတ်ပိတ်နေမှာပိတ်ထားမဲ့ဆိုင်နဲ့အလုံးယုံနဲ့ကမ္ပဏီတွေကိုရဲရွံပြည်သူတွေပါဝင်နိုင်တဲ့ဈေးအောင်ပွဲတွေပျော်ဝဲရှင်ပွဲနဲ့လူလူလှုပ်ရှားမှုဆိုင်ရာကြာရေးစတက်ကညွှန်ကြားဒီဇင်မာဆိုင်နဲ့မြေတီဝန်ထမ်းကမှအခွင့်မပေးရလူဆောင်တက်ဆောင်ရောက်တက်ခိုင်းဝင်ကြီးဌာနများတွင်ယုံနေမိတဲ့ထောင်အတန်းတိတ်ပိတ်ပြုလုပ်မဲ့ဒီဇင်မာဆိုင်နေမှာပိတ်ထားမဲ့ဆိုင်နဲ့အလုံးယုံနေတဲ့ကမ္ပဏီတွေကိုဖန်စီချိတ်ပဲ့ရည်ရွယ်ပြည်သူတွေပါဝင်နိုင်တဲ့ ဈေးရောင်းပွဲတွေပြောပွဲရှင်ပွဲနဲ့လူလူလှုပ်ရှားမှုတွေသက်ဆိုင်ရာဒေသနဲ့အပိုင်းအနာပိုင်းတွေကဆောင်ရွက်ကြတဲ့စစ်တပ်ကညွှန်ကြားတာကြောင့်နေပြည်တော်ပြည်ထောင်တဲ့တရင်မြေကပြောပါတယ်။စစ်တပ်ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်တိတ်ပိတ်နဲ့ပတ်သက်ပြီးပြည်ထောင်ဝင်ကြီးဌာနကညွှန်ကြားချက်တွေထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်မှာတန်တိတပိတ်ပြုလုပ်မဲ့ဒီဇင်ဘာ10ရက်နေ့ပိတ်ထားမဲ့ဈေးဆိုင်နဲ့စားတောက်ဆိုင်နဲ့အလုပ်ရုံဆက်ရုံနဲ့ကုမ္ပဏီတွေကိုဖော်ထုတ်အရေးယူရချိတ်ပိတ်ရဒီဇင်ဘာ10ရက်နေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ ဈေးရောက်ပွဲတွေပြပွဲရှင်ပွဲတွေနဲ့မြို့နယ်ရက်ကွက်ဆန်အလူတူလှုပ်ရှားမှုတွေဆောင်ရွက်ရန်ညွှန်ကြားလာကြောင်းသိရတယ်။အတန်းသိတပိတ်မှာပါဝင်တဲ့ဆိုင်နေအလုံယုံဆက်ယုံနေကုမ္ပဏီတွေကိုနိုင်ငံတော်အကြီးညိုပြည့်စုံမှုဖြင့်ရွေးကောက်ပွဲကိုနှောက်ရှက်တဲ့ဥပဒေနဲ့မှအမှုဖွင့်ရန်ညွှန်ကြားထားပါတယ်။ရှင်းပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိန်နေမှာနေပြည်တော်အပအဝင်တနိုင်ငံလုံးရှိဝင်ကြီးဌာနတွေမှာမိသည့်ဝန်ထမ်းကိုမှာ ခွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင်ယုံတွင်းနှုံကြားချက်တွေထုတ်ပြန်လာကြအကဲဝင်တန်းများနေဖြင့်ကျမ်းမာရေးမကောင်းမှုမူနဲ့နိုင်ကိစ္စတွေကြောင့်ခွင့်ယူလိုပါကလည်းတက်ဆိုင်ဝင်ကြီးဌာနအကြီးအကဲတွေခွင့်ပြုချက်ရယူပြီးမှခွင့်ပေးကြရန်ညွှန်ကြားထားပါတယ်ဆလဘီထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြောပြန်စစ်ပြန်ပြပြီးထိုင်းလေတပ်ကကမ္ဘောဒီးယားစစ်ကံပုံတဲ့ကမ္ဘောဒီးယားကလည်း BN21 ရုရှားထုတ်တုံးကြီးနဲ့ထိုင်းတဲ့ကိုပြန်လဲပြေခန့် ထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်နယ်မြေပိုင်ဆိုင်မှုအငင်းပွားရမှာတကြောပြန်စစ်ပြန်ဖြစ်ပြီးထိုင်းနေတက်ကကမ္ဘောဒီးယားစစ်ကံကိုဘုံကျဲကကမ္ဘောဒီးယားကလည်း BN21 ရုရှားထုတ်တုံးကျင်းနဲ့ထိုင်းနဲ့ကိုပြန်လည်ပြစ်ခတ်ခဲ့ကြောင်းထိုင်းသတင်းတွေကဖော်ပြပါဗျာ။ ဇန်နဝါရီလ၈ရက်နေ့ဝင်ကျင်ချိန်ကစတင်ပြီးထိုင်းစစ်တပ်ကကမ္ဘောဒီးယားနယ်မြေအတွင်းမှာရဲစစ်စခန်းပြည့်အောင်ပြုတဲ့ကာစီနိုယုံတစ်ခုကိုပုံကျဲချလိုက်ပြီးကမ္ဘောဒီးယားကလည်းထိုင်းဘက်ကိုတုံးကျဉ်နဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဂျမန်နီကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်မှာပစ်ခတ်မှုဖြစ်ပွားပြီးအဆိုပါပစ်ခတ်မှုတွင်ထိုင်းစစ်သားတအုပ်သေးဆုံးကနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိထိုင်းဝင်ကြီးချုပ်ကလည်းအငင်းပွားရဲ့နှစ်နိုင်ငံနယ်စပ်ကိုတွားရောက်မှခီးစဉ်ကိုဖျက်သိမ်းပြီးလုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူကာ ထိုင်းစစ်တပ်ရဲ့ဆိုရကမောရီးယားကလက်နက်ကျင်းနဲ့အမြောက်တွေကိုနေဆက်ကိုဖြစ်ပြောင်းနေကထိုင်းနိုင်ငံလုံးကျော်ကိုချိန်ချောင်းနေကြောင်းသတင်းတွေကဆိုပါတယ်။ထိုင်းစစ်ကယမန်နစ်ကလေးကနိုင်ငံနေဆက်နေနေထိုင်တဲ့ထိုင်းပြည်သူတွေကိုပြောင်းရွှေ့ခိုင်းတာခဲ့ပြီးဖြစ်ပြီးနေဆက်ဒေသတချို့မှာထိုင်းစစ်တပ်ကဆင်ရကိုတိုးမြင့်ချထားကြောင်းသိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကနယ်မြေညှိပွားမှုကြောင့်ယခုနှစ်မေလမှာပြစ်ခတ်မှုစတင်ဖြစ်ပွားပြီးဇူလိုင်လမှာရာယီပြစ်ခတ်ရဲစဲကအမေရိကန်အစီအစဉ်မှုနဲ့အပြစ်ခတ်ရဲစဲ၏သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုင်ငံပြစ်ခတ်ရဆန်မှုပြီး၅လကျော်ကြာမှစစ်ပွဲတွေပြန်လည်စတင်ဖြစ်ပွားခဲ့ပါတယ်။ဆက်လက်ပြီးဖားကန်မြို့နယ်လုံးခင်းကျောက်အောင်စုမလောင်ကျောက်ကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲမှုမိသားစုတစုထဲမှပြည်သူသုံးသေဆုံးပြီး9လသားရွယ်ကလေးငယ်တယောက်သာအသက်ရှင်ကျန်ရစ်ကချင်ပြည်နယ်ဖားကန်မြို့နယ်လုံးခင်းကျောက်အောင်စုမလောင်ကျောက်ကိုဂျက်ဖက်စစ်တပ်ကဒရုန်းနဲ့ပုံနှလုံးကျဲချရာမိသားစုတစုထဲမှပြည်သူသုံးသေဆုံးက9လသားရွယ်ကလေးငယ်တယောက်သာကျန်ရစ်ခဲ့ကြောင်းဖားကန်သတင်းမြစ်ကပြောပါတယ်။ ဒီဇင်ဘာ9ရက်နေ့ည10:50မိနစ်ချိန်ဖားကတ်မလောင်ကျေးရွာမှာရှင်ဦးစော်လွင်နေကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံကျဲခဲ့ကြောင်းမိသားစုဝင်၃လုံးသေဆုံးသွားပါတယ်။မလောင်ကျားကဥဆောင်လင်းနေကိုစစ်ကောင်စီကဒရုန်းနှလုံးနဲ့ကျဲတော့မိသားစုတောင်ရောက်ဒိတ်သွားတဲ့9လရွယ်ကလေးတယောက်အသက်ရှင်ကျန်ရတဲ့ဒဏ်ရာရတာမရှိဘူး။ကျန်တဲ့မိသားစုရဲ့အဖေအမေကပွက်ချင်းမိသေးသွားပါတယ်။စစ်ကောင်စီကပြည်သူရင်းရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းတွေလက်နက်ကြီးတောင်းလျှောက်ဖြစ်တဲ့ထို့ပြင်ဂျပန်စစ်တပ်ကဒီဇင်ဘာ9ရက်နေ့ ည7:00နာရီချိန်မှာဖားကတ်မြို့နယ်အေးမြတာယာအုပ်စုမှာရှိမြောက်ဖြူဖုန်ကြီးကျောင်းကိုလည်း drone နဲ့ပုံကျဲပြီးစွန်းစားကျောင်းဆောင်ပျက်စီးပြီးတအုပ်ထိခိုက်တရာရှိခဲ့ကြအောင်တမကုံမှလည်းည9:00နာရီကျော်မှစပြီးလက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ပါတယ်။ဖားကတ်အေးမြတာယာအုပ်စုမြောက်ဖြူဖုန်ကြီးကျောင်းကို120မမနှလုံး drone နဲ့ပုံကျဲတိုက်ခိုက်တယ်။တိုက်ခိုက်တာတော့ဖုန်ကြီးကျောင်းစွန်းစားကျောင်းထိခိုက်ပျက်စီးရဲ့ဖုန်ကြီးကျောင်းမှာရှိတဲ့တယောက်ထိခိုက်ဒဏ်ရာရပါတယ်။ဒီလိုအခြေအနေရှိရဲ9:00နာရီကျော်မှလည်းတမကုံကလည်းလက်နက်ကြီးတောက်လျှောက်ပစ်နေပါတယ်။ ဖာကန်မြို့နယ်တွင်ဂျပန်စစ်တပ်ကဒရုန်းလက်နက်ကြီးနဲ့ပြည်သူတွေရှာကိုပစ်ခတ်တိုက်ခိုက်ပြီးပြည်သူတွေတရာနီးပါးတိမ်ဆောင်ခဲ့ရပြီး300ဦးကျော်ထိခိုက်ဒဏ်ရာရှိပါတယ်။ဆလဘီဗမောက်မြို့နယ်အတွင်းရှိရွှေလုတ်ကွက်နေရာကိုလင်းနဲ့ပုံချဲမှုပြည်သူတအုပ်တိမ်ဆောင်ပြီး9ဦးဒဏ်ရာရတိမောဆုံမြို့နယ်အတွင်းမှာရှိအခြေအရာတွေကိုစစ်တပ်ကညချိန်လင်းနဲ့ပုံနေကြချစကိုင်းနယ်မောင်မြွနယ်အတွင်းမှာရှိရွှေလုတ်ကွက်နေရာကိုစစ်တပ်ကလင်းနဲ့ပုံကျဲခဲ့ရပြည်သူတအုပ်တေဆောင်ပြီး9ဦးတရားရှိခဲ့ကြောင်းဒေသပြည်သူတွေပြောဆိုကြတဲ့ဗမောင်မြွနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ကြရသိရပါတယ် ဒီဇင်ဘာ9ရက်မိုးလယ်2:15မိနစ်ချိန်ဗမာမြို့နယ်တောင်ပိုင်း၃မိန်ကျားနီရွှေလောက်ကနေရကိုစစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြအောင်ဆိုပါပုံကျဲမှုကြောင့်ရဲသားပြည်သူတအုပ်ဖြစ်တဲ့33နှစ်ရွယ်ကိုငိမ့်တေဆုံးပြီးပြည်သူ9ဒဏ်ရာရှိခဲ့ကြအောင်ဒဏ်ရာသူတွေမှာပြည်သူနှောင်းမှာဒဏ်ရာပြင်းထန်မှုအသက်နေရဆွင့်ရကြအောင်တရားရည်မနေ့နေ့လဲပိုင်းပုံကျဲတွားနေရကတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ပါဘူးအဲဒီမှာရွှေတွေနဲ့ပြည်သူတွေပဲရှိရလက်နက်ကင်တပ်ဖွဲ့တွေအခြေစိုက်တာမျိုးလည်းမရှိဘူးဒါကိုတမင်ဘုံလာကျဲချထားတယ်ဗမာမြို့နယ်လည်းတော့ကိုအလံဝဲရဲ့နေရာပါပါ အလားတူယမန်နေ့ည8:45မိနစ်ချိန်ကနေပြည်နယ်ဒီမော့ဆိုအနောက်ခြမ်းမစေးလာကြရကိုစစ်တပ်ကလေကြောင်းနဲ့ဘုံနှလုံးကျဲချသွားကြောင်းလှတလုံးတိုက်ခိုက်ပြသမှုခြင်းတွေမသိရှိရသေးပဲစုံစမ်းနေသေးဖြစ်ကြောင်း KNJ စိုက်တော်လိုင်းတွင်မြစ်ကပြောပါရယ်မနေ့ကပုံကျဲနေရာကလူနေထူထမ်းမှုရှယ်ပုံကျဲအလင်းကတခါရဲထူစင်ကျဲတာပထမတလုံးကနောက်တလုံးကတော့လင်းကတပတ်ပြန်ပြီးကျဲရလို့ကဲနေချင်းဆိုင်ဒေါ်လိုင်းသတင်းမြစ်ကပြောပါရယ်နားဆင်အားပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါရယ်ရှင်